မင်္ဂလာပါရှင်2025ခုနှစ်မေလ9ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မုံမိုပါရှင်။ကော့တောင်မြို့နယ်မလိဝမ်ဒေတာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုမှာခလာရ984တရင်မှာအရာခံပိုတဦးအပါဝင်3ဦးသေဆုံးခဲ့ပါတယ်။မင်းများမှာကိုနှစ်ရွယ်မိန်းကလေးငယ်အာရမပြုကျင့်ခံရပြီးရရဆက်ဆက်တပ်ဖြတ်ခံလိုက်ရပါတယ်။ ျူးလွန်သူကိုထိရောက်စွာအပြစ်ပေးအရေးယူဖို့ရခိုင်အမျိုးသမီးကွန်ရက်ကတောင်းဆိုထားပါတယ်ရှင်ပလောမြို့ပေါ်မှာရှိတဲ့စံဝင်းအရဆိုင်မှာတောက်စာမှုယူနေတဲ့လက်နက်ကင်ပြူစောတီ၃ဦးကိုပြစ်ခတ်တိုက်ခိုက်မှုမှာ၃ဦးလုံးသေဆုံးသွားပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းတပ်တောင်မှာရှိတဲ့စစ်တပ်ကာကင်းစခန်းတိုက်ပွဲမှာစစ်ကောက်စီတပ်ဘက်မှအင်အား၈၀ကျော်ပါတပ်မ၉၉စစ်ကြောင်းအဆက်အသွယ်ပြတ်တောက်နေပါတယ်။ NUG ရဲ့ကျန်းမာရေးစောင့်ရှောက်မှုမြို့နယ်190တိတိုးမြင့်ထားတယ်လို့ဆိုပါတယ်ရှင်။ခရီးတဲ့134ဦးလိုက်ပါလာတဲ့လေရင်မန္တလေးမှရန်ကုန်ကိုအပြန်ဘိန်းပေါက်ပြီးမိလောင်မှုဖြစ်ပွားခဲ့ပါတယ်။ဒီသတင်းလေးနဲ့တူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမတော်သတင်းတပုတ်အနေနဲ့တနင်္လာဤတိုင်းကော့တောင်းမြို့နယ်မလိဝမ်ဒေသကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့ရမှာ။ ခမရ94တက်ရင်မှာအရာခံပိုးတဦးအပါအဝင်၃ဦးတည်ဆုံခဲ့ကြောင်းပေါတောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမတာဝန်ရှိသူတို့ကပြောပါတယ်။ဧပြီလ29ရက်နေ့မှာကော့တောင်မြို့နယ်မလိဝမ်ကျေးရွာတက်ကယ်ချင်းနေရာကိုအင်အား80ခန့်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲပြီး40မမနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ခမောက်ကြီးမြို့အခြေဆိုင် ခမရ94တရင်မအရာခံဗိုလ်တဦးအပါဝင်စစ်သား3ဦးတေဆုံးခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲကနှစ်ကြိမ်ဖြစ်တာပါ။မိုင်းဆွဲပြီး40မမနဲ့စပစ်တယ်။40မမထိမှန်ပြီးအရာခံဗိုလ်ပွဲချင်းပြီးတေတယ်။ထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်။အပြန်အလှန်ပြစ်ခတ်တိုက်ပွဲကတနိုင်လောက်ကြာခဲ့ပါတယ်။ဒဏ်ရာရတဲ့စစ်သား2ဦးကကော့တောင်မြို့6မိုင်စစ်ဆေးရုံမှာထပ်တည်တာပါလို့ ကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမတာဝန်ရှိသူတို့ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမရဲဘော်တွေကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်မင်းပြားမြို့နယ်ဖားပြူကျေးရွာမှာအသက်9နှစ်အရွယ်မိန်းကလေးငယ်တစ်ယောက်ဟာအရမပြူးချင်းခံရပြီးတဲ့နောက်မှာရရဆက်ဆက်အသက်ခံလိုက်ရတယ်လို့သိရပါတယ်။ အသက်ခံလိုက်ရတဲ့မိန်းကလေးငယ်ဟာဖားပြူကြေးရွာကဒေါ်ဆန်းအေးကြီးရဲ့သမီးဖြစ်ပါတယ်။သူမကိုတရွာထဲနေမြေပုံမြို့နယ်ငမန်းရဲကျွန်းဒေသခံအသက်30ကျော်အရွယ်မောင်မြတန်းဆိုသူကမနေ့ကမေလ6ရက်နေ့မှာအာရမပြူကျင့်ကတပ်ဖြတ်ခဲ့တာဖြစ်ပြီးအလောင်းကိုလည်းရွာနဲ့မနီမဝေးကတစ်ပင်တစ်ပင်မှာကျိုးနဲ့တွဲလောင်းချီနှောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီမိန်းကလေးရဲ့ဥပေါင်းမျက်နှာနဲ့ ဝမ်ပိုက်တို့မှာလည်းထိုးနှက်ထားတဲ့ဒဏ်ရာတွေကိုတွေ့ရတယ်လို့ဒေတာခန်တွေကပြောပါတယ်။လက်ရှိမှာအတင်အရမပြုကျင့်ပြီးတပ်ဖြတ်ခဲ့တဲ့မောင်မြတောင်ကိုအရခတက်တော် AA ကဖမ်းဆီးထားပြီးစစ်ဆေးမေးမြန်းနေတယ်လို့သိရပါတယ်။အခုလို အမှုတွဲတွေကိုတပ်ဆိုင်ရာတာဝန်ရှိတဲ့ပုပ်ကိုယ်တွေအနေနဲ့တည်တည်ချာချာဂါဂနနစစ်ဆေးပြီးကြီးလေးတဲ့ပြစ်ဒဏ်တွေပေးရမယ်လို့ရခိုင်အမျိုးသမီးကွန်ရက်ကဥက္ကဋ္ဌဒေါ်ညိုအေးကပြောပါတယ်။ ီလိုအဖြစ်ပြက်တွေကိုထိရောက်စွာကင်တွယ်ဖြေရှင်းပေးရမယ်။ဒီတရားခါဟာလည်းဒီလိုအဖြစ်ပြက်မျိုးလှုပ်ပြီးဒီလိုတက်ဖြတ်တဲ့အသည့်ဆိုတော့အမှုကတခုတည်းမဟုတ်ဘူး။3ခွန်6 3 3နဲ့3 4လို့ပုံမှန်တက်ရမှာပေါ့။ပြီးရင်ကြိုတင်ကြံစီမှုလောက်ကြံတဲ့အမှုဖြစ်ပါတယ်။ကျမတို့အမျိုးသမီးတွေကလုံးဝလုံခြုံမှုမရှိတော့ဘူး။ပြိပခါးတွေဂျားတွေမှာရက်တီရတဲ့အမျိုးသမီးတွေအနေနဲ့ကကင်တွယ်ဖြေရှင်းတဲ့ပုံကိုယ်တွေကလက်လံမမီရင် အနှဲငယ်နောက်ကျသွားတာတွေရှိမယ်ဒီလိုဆိုရင်အင်မတန်အမျိုးသမီးတွေအတွက်စိုးရိမ်စရာရှိတယ်အယံကိုရက်ဆက်ကြမ်းကြုတ်တဲ့လောက်ရက်မျိုးလို့သူကပြောပါတယ်ရှင်ဆက်လက်ပြီးတနင်္သာရီတိုင်းပလောမြို့ပေါ်မှာရှိတဲ့စံဝင်အရဆိုင်မှာတောက်စာမူးယူနေတဲ့လက်နက်ကင်ပြူစောကြီး၃ဦးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ၃ဦးလုံးသေဆုံးခဲ့ကြောင်းမြစ်ခရိုင်အမတ်၁တပ်ရင်းမှတာဝန်ရှိသူတို့ကပြောပါတယ်မေလ၆ရက်နေ့ ညနေ9:30မိနစ်ခန့်မှာပလောမြို့အမှတ်2ရပ်ကွက်မှာရှိတဲ့စံဝင်းအရက်ဆိုင်မှာတောက်စာမူယူနေတဲ့ပြူစောတိခေါင်းဆောင်ကလားနီပြူစောတိခေါင်းဆောင်ကျော်သူရနဲ့ပြူစောတိသားနိုင်တို့ကိုမြိတ်ခရိုင်အမှတ်1တက်ရင်နဲ့မြိတ်ခရိုင်ပါကဖားတို့ကပူပေါင်းတိုက်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။တေဆုံးသွားတဲ့ပြူစောတိ၃ဦးကပြည်သူတွေကိုချိန်ချောက်ဝင်ညစ်တာဖမ်းဆီးတာဂိတ်ကြေးကောက်တာ လူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းစုဆောင်းလာပလောမျိုးနယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်းပြည်သူပိုင်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလှုပ်ဆောင်ရမှာအဓိကပါဝင်တဲ့တရခန်တွေလည်းဖြစ်ပါတယ်ဒီကောင်တွေကအတော်အေးပါတဲ့စစ်ကောင်စီတောက်တိုင်အကြီးစားတွေလက်တံလဲရှိတယ်ပလောမျိုးနယ်အတွင်းမှာရှိတဲ့တော်လရင်အင်အားစုတွေရဲ့မိသားစုတွေနေအိမ်တွေရဲရွာတွေကိုဒုက္ခအပေးဆုံးကောင်တွေစစ်ကောင်စီလော်ဘီပြူစောတီငမင်းစီကို အချက်လက်ပေးပို့ပြီး Telegram နဲ့ Facebook တွေကနေကြားသမျှကနေအော်ခိုင်းနေတာလဲသူတို့ပဲသူတို့ကလက်နက်ကင် ပြူစောကြီးပေါ့အတူကောအရှိကောရှိတယ်သူတို့ထက်ငယ်တဲ့ပြူစောကြီးတွေကိုတော့စစ်တပ်ကလက်နက်ဆင်ပေးထားတာလို့မြိတ်ခရိုင် အမတ်တက်ရင်မှာတာဝန်ရှိသူတို့ကပြောပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ်ရခိုင်ပြည်နယ်တောက်ဖြူမြို့နယ်မင်းတပ်တောင်မှာရှိတဲ့စစ်တပ်ကာကင်းစခန်းတိုက်ပွဲမှာစစ်ကောင်စီတပ်မမှအင်အား80ကျော်ပါတပ်မ69စစ်တောင်းမှာအဆက်တွေပြတ်တောက်သွားကြောင်းစစ်တပ်သတင်းအရင်းမြစ်ကပြောပါရယ်မေလာ၂ရက်နေ့တောက်ဖြူမြို့နယ်မင်းတပ်တောင်မှာရှိတဲ့စစ်တပ်ကာကင်းစခန်းတစ်ခုကိုအေအေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဲ့လိုတိုက်ခိုက်ရမှာအဲ့ဒီစခန်းနဲ့ပတ်ဝန်းကျင်မှာတပ်ထန်ထားတဲ့အင်အား80ပါစစ်တပ်စစ်ကြောင်းမှာအဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်းတပ်သတင်းရင်းမြစ်ကပြောပါတယ်။အဲ့ဒီစခန်းမှာကအင်အား90ကျော်နဲ့ကင်းဖုံးက30ကျော်လောက်ရှိတယ်။အဲ့ဒါအဆက်အသွယ်မရတော့ဘူး။မေလ3ရက်လောက်ကတည်းကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်တောက်သွားတာလို့တပ်သတင်းရင်းမြစ်ကဆိုပါတယ်။အဲ့ဒီမင်းတက်တောင်ကာကင်းစခန်းတိုက်ပွဲနဲ့ပတ်သက်ပြီးအေအေကသတင်းထုတ်ပြန်ထားတာတစုံတရာမရှိသေးပါဘူးရှင်။အလားတူရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းမှာအာနာသိန်းစစ်ကောင်စီတပ်နဲ့ အရခတ်တော် AA တို့ကြားတိုက်ပွဲတွေပြင်းထန်နေခဲ့ပြီးဧပြီလနောက်ဆုံးအပတ်နဲ့မေလပထမအပတ်မှာကြောက်ဖြူမြို့နယ်စစ်ကောင်စီရဲ့အမှတ်30နှစ်ရဲတပ်ရင်အနီးနဲ့တညရင်ရေတပ်စခန်းအနီးမှာစစ်ကောင်စီနဲ့ AA တို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဆိုပါတယ်တိုက်ပွဲတွေကြောင့်ကြောက်ဖြူမြို့နယ်မှာရှိတဲ့တေးရွာပေါင်း20ထပ်မင်းနယ်မှာထွက်ပြေးတိမ်းရှောင်နေရပြီးတောင်နဲ့ချီတဲ့ပြည်သူတွေအိုးအိမ်မဲ့ဒုက္ခရောက်နေကြတယ်လို့ဆိုပါတယ်ရှင်။ ဆက်လက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနကကျန်းမာရေးတာဝန်ခံကျန်းမာရေးလက်သားအင်အား9000ကျော်နဲ့မြို့နယ်ပေါင်း190မှာကျန်းမာရေးဆောက်ရှောက်မှု လုပ်ငန်းတွေကိုပုံမို့တုံးမြင့်လှုပ်ဆောင်ထားတယ်လို့ယနေ့မှာထုတ်ပြန်ထားပါတယ်။ကျန်းမာရေးဝန်ကြီးဌာနကဒေသဆိုင်ရာကျန်းမာရေးတာဝန်ခံ29ဦးမြို့နယ်ကျန်းမာရေးတာဝန်ခံ229ဦးလို့နဲ့ချိတ်ဆက်ပြီးစီးရုံပေါင်း106ရုံစီကံပေါင်း108ခန်းကျွေလျာစေကံ 190နှခမ်းလို့ကိုစံမရေးလှောက်တာအင်အားငါတော့98ဦးလို့ဖြစ်ဒေတာအတီးတီးမှာစံမရေးဆောက်ရှောက်မှုတွေဆောင်ရွက်လျက်ရှိကြောင်းဆိုပါတယ်မြို့နယ်ပေါင်း190အတွင်း NUG ကစံမရေးဆောက်ရှောက်မှုတွေပေးလျက်ရှိရာ2021ခုနှစ်မှာစကိုင်းတိုင်းမှာ ပြင်ပလူနာတသိန်း958ဦးသာကုသပေးနိုင် ခဲ့ပေမဲ့လင်းနစ်တာကာလအတွင်းမှာ12သိန်း၄000 1633ဦးအထိကုသပေးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ခရီးသည်143ဦးလိုက်ပါလာတဲ့မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ကခရီးသည်တင်လေရင်တစည်းမှာမန္တလေးမြို့တတက်ဦးအပြည်ပြည်ဆိုင်ရာနေစိတ်မှရန်ကုန်မြို့ကိုထွက်ခွာပြန်တန်းစင်မှာဘိမ့်ပေါက်ပြီးမိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလေရင်ကဂျမန်နစ်မေလ6ရက်နေ့ ညနေ6နာရီခွဲမှာရန်ကုန်ကိုပြန်တက်ဖို့ထွက်ခွာစဉ်မှာလေရင်ဘိမ်းပေါက်ပြီးမိလောက်မှုဖြစ်ွားခဲ့ခြင်းဖြစ်တယ်လို့အဲ့ဒီခရီးစဉ်အတွင်းလိုက်ပါလာတဲ့ခရီးသည်တွေကလူမှုကွန်ရက်စာမျက်နှာကနေတစိရေးသားထားပါတယ်ခရီးသည်တဦးကလေရင်ကမတက်ခင်ပြတ်သွားတာကံကောင်းတာကလေပေါ်ရောက်မှမပြတ်ခဲ့ဘူးလို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်လေရင်ဘိမ်းပေါက်တာနဲ့လေရင်မှုကလေရင်ကိုထိမ့်ပြီးချက်လိုက်ပေမဲ့ဘိမ်းပေါက်စေအကြောင်းနဲ့ လင်ရင်ဖိန်မီးလောင်တဲ့အကြောင်းကိုခရီးသည်တွေကိုထုတ်ပြန်ပြောဆိုခြင်းမရှိသလိုအရေးပေါ်ထွက်ပေါက်တွေကိုလည်းဖွင့်ပေးခြင်းမရှိဘူးလို့ခရီးသည်တွေကရေးသားထားပါတယ်။ဆက်ချုပ်ရင်းနေတာကြောင့်အစ်စစ်စေးနေတယ်လို့လင်ရင်မှုကပြောဆိုက ခရီးသည်တွေကိုထိုင်ရင်ကမထခိုင်းပဲဆောက်ခိုင်းထားတယ်လို့သိရပါတယ်။15မိနစ်ကြာမှလင်ရင်မှုကဘိန်းပေါက်နေ၍မီးလောင်သွားခဲ့ခြင်းဖြစ်ပြီးအခုခါမီးလဲငြိမ်းသွားပြီလို့ပြောဆိုကလင်ရင်တကားဖွင့်ပေးခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဖြစ်စဉ်အတွင်းခရီးသည်တွေတစုံတရာကြိခိုက်ကြတော့မရှိခဲ့ပါဘူးရှင်။အကိစ္စနဲ့ပတ်သက်ပြီးမြန်မာအမျိုးသားလေချောင်းလိုင်း MMA ကယနေ့မေလ9ရက်နေ့နေ့လယ်ပိုင်းမှာတင်းထုတ်ပြန်ရမှာလေရင်ကခရီးသည်143ဦးသေဆောင်ပြီးပြန်တက်ရန်ပြုလုပ်နေစဉ်မှာလေရင်ပြင်းလန်းပေါ်မှာပုံမှန်မဟုတ်တဲ့အချက်ပြမှုပေါ်လာတာကြောင့်လေရင်မှုကပြင်းလန်းပေါ်မှာပြန်တမ်းမှုရပ်တန့်လိုက်ခြင်းလို့ဖော်ပြထားပါတယ်။ ထို့သောပြုလုပ်စဉ်မှာလေရဲ့ brake စနစ်ပူပြင်းမှုကြောင့်လေရဲ့ဘယ်ဘက်တာယာများပွင့်ထွက်လင့်စင်မှုဖြစ်ပေါ်ခဲ့ပြီးမိထောက်ဖြစ်လာခဲ့သဖြင့်အချိန်မီငိမ့်သက်နိုင်ခဲ့ပါတယ်။ကြံရှိရဲ့လေရင်ဖိညာကောင်းမှုပြီးလေရင်တာယာပြေးလန်းရဲ့မြောက်ဘက်ထိပ်မှာဘေးအန္တရာယ်ကင်းစွာပြေးလန်းပေါ်မှာရှက်တက်နိုင်ခဲ့ပါတယ်။လေရင်ပေါ်မှာရှိတဲ့လေရင်အမှုထမ်းများလိုက်နာကျင့်သုံးရတဲ့ safety operating passenger ညာအတိုင်းပြုလုပ်ခဲ့ပြီးခရီးသည်များနဲ့လေယာဉ်မှူးဝန်ထမ်းတွေအားလုံးကြီးကိုင်းမှုတစုံတရာမရှိဘဲဘေးကင်းလုံခြုံစွာနဲ့လေစိတ်နားနေဆောင်ကိုပို့ဆောင်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖြစ်ပွားခဲ့တဲ့ချက်စင်နဲ့ပတ်သက်ပြီးခရီးသွားမိဘပြည်သူများကိုအနုညွတ်တောင်းပန်ပြီးအခုမတော်တဆဖြစ်ပွားမှုကိုလည်းစုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့ MNA ကဆိုပါတယ်။အဲ့ဒီလေရင်နဲ့လိုက်ပါမယ်ခရီးသည်တွေကိုလည်းနောက်ထပ်လေရင်တစ်စီးနဲ့ပို့ဆောင်ပေးခဲ့ရတယ်လို့ဆိုပါရရှင်။ ီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလောက်အောက်ကနေအမြန်ဆုံးတို့မြောက်ကြပါစေရှင်